မင်္ဂလာပါဝန်ထမ်းတွေဘာကြောင့်အလုပ်ထွက်တယ်သူတို့ထင်ပါတယ်အကိန်းမြမိတ်ဆွေကအလုပ်ရှင်ဒါမှမဟုတ်မိတ်ဆွေကကုမ္ပဏီပိုင်ရှင်ဒါမှမဟုတ်မိတ်ဆွေက HR manager ဒါမှမဟုတ်မိတ်ဆွေက manager တယောက်အဲ့ဒါမျိုးဆိုမိတ်ဆွေတွင်းပါပဲဝန်ထမ်းတွေဘာကြောင့်အလုပ်ထွက်ရတယ်လဲပေါ့မိတ်ဆွေတို့မေးကောင်းမေးပါလိမ့်မယ်နော်ကျွန်တော်တို့လည်းမေးကြတာပဲအာ exit interview လို့ခေါ်တာပေါ့ exit interview မှာမေးလို့ရှိရင်လည်းကျွန်တော်ဝန်ထမ်းတွေအများစုကနောက်ဆုံးအနေနဲ့ တချို့တွေလည်းပုံမှန်လင်းလင်းပေါ်ပေါ်တင်တင်ပြောသွားတဲ့သူတွေရှိသလိုတချို့တွေလည်းကုမ္ပဏီမှာဘာကြောင့်ထွက်ကြတယ်ဆိုရဲအဓိကရည်ရွယ်ချက်ကိုမပေးဘဲနဲ့အလုပ်ထွက်သွားတာတွေရှိပါတယ်အဲ့တော့2024 i hire ကနေပြီးတော့ talent retention report လေးထုတ်ပြန်ထားပါတယ်အဲ့ဒီအချက်တွေကကျွန်တော်တို့ဝန်ထမ်းတွေเนาะအလုပ်ထွက်ရခြင်းအဓိကရည်ရွယ်ချက်၁ချက်ထွက်လာပါတယ်စိတ်ဝင်စားဖို့လည်းကောင်းပါတယ်အများသောအားဖြင့်တော်တော်များများဟာ ဝန်ထမ်းတွေအလုတ်ထွက်ရခြင်းယူရချက်တွေဟာနော်အတိအကျကြီးမဟုတ်ဘူးဆိုရင်တော့မှကျွန်တော်တို့အနေနဲ့80ရာခိုင်နှုန်းလောက်မှန်ကန်တယ်လို့ပြောလို့ရပါတယ်အဲ့တော့ကျွန်တော်ဘာတွေလဲဆိုတာကြည့်ကြည့်အောင်နံပါတ်1အချက်ကတော့ toxic environment ဒါမှမဟုတ် negative environment အပြူစပိုးမဆောင်ဘူးဗျာလုပ်ငန်းတွေရောက်သွားရင်ကြိုးစိုးမှုမရှိဘူးเนาะခြေထိုးခံနေเนาะဒါမှမဟုတ်လို့ရှင်လဲ ကြောက်တွန်းနဲ့နော်တယောက်နဲ့တယောက်နဲ့တက်ကြပုတ်ကြစတဲ့ဝန်တန်းတွေစိတ်မပျော်ရွှင်နဲ့အလုတ်ပဝင်းကျင်ကြောင့်အလုတ်ထွက်ရတဲ့ရာဂိုင်းတော့ဟာ32.4ရာဂိုင်းလုံးရှိပါတယ်32.4ရာဂိုင်းလုံးဒီ toxic environment negative environment အပြုသဘောမဆောင်တဲ့လုပ်ငန်းဝန်းကျင်ကြောင့်ထွက်ကြတာပါအဲ့တော့နံပါတ်1ကဘာဖြစ်မယ်လို့မိတ်ဆွေတို့ထင်ပါတယ်နံပါတ်1ကတော့ ကုမ္ပဏီ leadership ပါနော်ကုမ္ပဏီမှာရှိတဲ့ဥဆောင်တဲ့ပိုင်ရှင်တွေမကောင်းလို့အလုပ်ထွက်တာဟာ30ဒသမ300ခိုင်နှုန်းဖြစ်ပါတယ်ပိုင်ရှင်တွေအပေါ်အားမလို့အားမရဖြစ်တာတွေမကျေနပ်တာတွေပိုင်ရှင်တွေရဲ့ဥဆောင်မှုပေါ်မှာစိတ်တိုင်းမကျတာတွေကြောင့်အလုပ်ထွက်တာဟာ30ဒသမ300ခိုင်နှုန်းဖြစ်ပါတယ်ဝန်ထမ်းတွေအလုပ်ထွက်ရတဲ့အဓိကနံပါတ်1အချက်ဖြစ်ပါတယ်ဝန်ထမ်းတွေအဓိကအလုပ်ထွက်ရတဲ့နံပါတ်3အချက်ကတော့ မန်နေဂျာတွေနဲ့စူပါဗိုက်ဇာတွေအပေါ်မကျင့်တတ်လို့ပါမန်နေဂျာတွေနဲ့စူပါဗိုက်ဇာတွေအပေါ်မကျင့်တတ်တာဟာ28သမ900ခန်းတို့ရှိပါတယ်ဒါပေမဲ့ပိုင်ရှင်တွေကိုမကျင့်တတ်တာတော့ပုံများတယ်ပေါ့နော်မန်နေဂျာတွေကိုမကျင့်တတ်လို့အလုပ်ထွက်တာ28သမ900ခန်းတို့ရှိတယ်အလုပ်အရင်များတယ်ဘဝကိုယ်ပိုင်ဘဝအရင်နေတယ် work life balance မဖြစ်လို့ poor work life balance ကြောင့်အလုပ်ထွက်တာဟာ 20ဒသမ800ခန်းလုံးဖြစ်ပါတယ်လုပ်ငန်းကြောင့်เนาะလုပ်ငန်းဝင်းကျင်မှာကျွန်တော်တို့အလုပ်ကအရင်များပြီးတော့ကိုယ်ပိုင်ဘဝနေသွားတဲ့ပတ်ဝန်းကျင်တွေမှာလည်းဝင်နေမမြဲပါဘူးအဲဒါကြောင့်မလို့ဝင်နေနေအလုပ်ထွက်ကြတာဟာ20ဒသမ800ခန်းလုံးရှိပါတယ်အားလုံးထင်နေကြတဲ့လာဇာပြဿနာကြောင့်အလုပ်ထွက်တာဟာ20ဒသမ900ခန်းလုံးနဲ့နံပါတ်5အဆင့်မှာပဲရှိပါတယ်အဲတော့နံပါတ်1 2 3 4အဲ့ဒီအချက်အဓိက ရာဂိုင်တော့အများဆုံး၄ချက်ဖြစ်ပါတယ်အဲ့ဒီ၄ချက်စလုံးဟာကုမ္ပဏီမကောင်းလို့ ਨੇ ကုမ္ပဏီစီမံကံွယ်သူတွေမကောင်းလို့အလုပ်ထွက်ရတာဖြစ်ပါတယ်